အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာရဲပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးမှာကတော့အမျိုးသမီးများအိမ်အောင်ကြာပြီးတာနဲ့ချမ်းသာစေတတ်တဲ့လက္ခဏာအမှတ်သားတွေအများကြီးတွေကနေမှာဒီနေ့တစ်ခုကိုကျွန်တော်မျှဝေတင်ပြပေးမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းအမျိုးသမီးတဦးရဲ့လက္ခဏာပါပေါ့နော်ကျွန်တော်တို့ဒီအိမ်အောင်ရေးလမ်းကြောင်းနဲ့အောင်မြေးလမ်းကြောင်းဟာထိဆက်ပြီးတော့နေမယ်ဆိုလို့ရှိရင်အိမ်အောင်ရေးလမ်းကြောင်းဟာ အောင်မြေလမ်းကြောင်းကိုဖြတ်ကျော်သွားတာမျိုးမဟုတ်ဘဲနဲ့အခုကျွန်တော်ပုံမှန်ပြတဲ့အတိုင်းထိနေပြီးတော့အောင်မြေလမ်းကြောင်းဟာဒီပေါ့နော်ဒီတူသွားရမယ့်လမ်းကြောင်းအတိုင်းလက်သက်ကြွယ်ထိတက်သွားခဲ့မယ်ဆိုလို့ရှိရင်ထိုအမျိုးသမီးတွေဟာကျွန်တော်တို့အောင်အိမ်အောင်ကြပြီးတာနဲ့အောင်မြေကြီးပွားတိုးတက်ချမ်းသာပြီးတော့နာမည်ကုန်သတင်းတွေကျော်စောစေတတ်တယ်နာမည်ကုန်သတင်းတွေတက်စေတတ်တယ်ကံတရားတွေကိုပိုင်ဆိုင်ထားတဲ့လူတွေဖြစ်နေတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီလက္ခဏာအမတ်တာပါရှိတဲ့အမျိုး မျိုးသမီးတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိမိရဲ့အိမ်နောက်ပဲအမျိုးသားတွေရဲ့နာမည်ကွန်သတင်းအကျော်ကျော်ကြားအောင်စီးပွားလက်လာပါတွေတိုးတက်အောင်မြင်အောင်အထောက်အပံ့ပေးနိုင်တော့အကျဉ်းကောင်းဉာဏ်ကောင်းတွေပေးနိုင်တော့အမျိုးသမီးတွေဖြစ်နေတွေ့မြင်ရမှာဖြစ်ပြီးတော့ဒီအမျိုးသမီးတွေဟာဆိုလို့ရှိရင်အိမ်အောင်ကြကန်ကောင်းပြီးတော့စီးပွားရေးလူမှုရေးအိမ်အောင်ရေးကျန်းမာရေးစသည်ခတ်သိမ်းတို့ဟာအထင်မှမရှိဘဝမှာအောင်မြင်တိုးတက်အဆင်ပြေစွာနေထိုင်သွားနိုင်စေတဲ့ လက္ခဏာအမှတ်သားပိုင်ရှင်တွေပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တရားချင်းနေတဲ့အကျိုးတွေမှာလည်းမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်လည်းလည်းယုံကြည်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာရေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးမှာကတော့အမျိုးသမီးများခင်မွန်းကောင်းအိမ်တော်ဘက်ကောင်းရစေတတ်ပြီးတော့ချမ်းသာကြီးပွားစေတတ်တဲ့လက္ခဏာအမှတ်အသားကိုကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ် ခုပုံမှန်ပြထားတဲ့အတိုင်းအမျိုးသမီးတူရဲ့လက္ခဏာမှာကျွန်တော်တို့ကံလန်းချောင်းဟာစနေဂျုံဝန်လို့ခေါ်တဲ့လက်ခလေရဲ့အောက်ခြေမှာခရင်ကွာပုံတရံလေးနဲ့အဆုံးသတ်နေမယ်ဆိုလို့ရှိရင်တို့အမျိုးသမီးတွေဟာအလွန်အမတန်မှကံကောင်းရတဲ့လူတွေအဖြစ်နဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်တို့အမျိုးသမီးတွေဟာ မိဘဂုံအရှင်ဝါဩဇာအာနာငွေကြီးပြီးပြည့်စုံသောအတိုင်းဝိုင်းကနေမွေးဖွားလာတတ်တဲ့လူဖြစ်ပြီးတော့ကောင်းစွာကြည်ပြင်းခဲ့ရတဲ့လူအဖြစ်နဲ့တွေ့မြင်ရမှာပဲဖြစ်ပြီးတော့ကျွန်တော်တို့ခင်မုံကောင်းလေးရရှိတတ်တဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်မိမိရဲ့ခင်မုံဟာဩဇာအာနာငွေကြီးဥဇာရဏပြည့်စုံပြီးတော့မိမိကိုလိုလေသေးမရှိစောင့်ရှောက်ခြင်းတွေကိုခံရစေတတ်တဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်မိဘ ဆွေမျိုးပေါင်းတင်ညီကိုမောင်နှမတွေကနေပြီးတော့ကိုယ့်ကိုအထူးဆောင်းလျှောက်ခြင်းတွေကိုခံရတတ်တဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်းကံလန်းချောင်းပါတဲ့အမျိုးသမီးတွေဟာဆိုလို့ရှိရင်ဘဝမှာကျွန်တော်တို့ပြီးပြည့်စုံစွာနဲ့ငယ်စဉ်တောင်ကြီးကလေးဘဝကမွေးဖွားစဉ်အချိန်ကနေစပြီးတော့အသက်ကြီးတဲ့အချိန်ကြီးပေါ့နော်။အဲသူအသက် ိုသွားတဲ့အသက်အရွယ်ကြီးရင်းတဲ့အချိန်ထိအောင်မှာပစ္စည်းဥစ္စာပြီးပြည့်စုံစွာဖြင့်နေထိုင်သွားနိုင်စားနိုင်တောက်နိုင်တဲ့ဒုဗဝမှာအစဉ်တန်းရှိရှိနေထိုင်နိုင်တဲ့လက္ခဏာအမှတ်သားဖြစ်နေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတယ်။တယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာရဲပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးမှာကတော့အမျိုးသမီးများ ထီစုကြီးပေါက်ပြီးတော့ပွားပေါက်တို့ချမ်းသာစေတဲ့ကံတရားတွေကို ပိုင်ဆိုင်ထားတဲ့လက္ခဏာအမှတ်သားတချို့ကိုဒီနေ့ကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်။အဲ့ဒီလက္ခဏာအမှတ်သားတွေကတော့ဘယ်လိုလဲဆိုလို့ရှိရင်အခုကျွန်တော်ပုံမှန်နမူနာပြထားသလိုမျိုးအမျိုးသမီးတူဦးရဲ့လက်ကောင်းယူရေး လက်ကောက်ဝိအရင်အပေါ်ဆုံးအရင်တည်းမှာကျွန်တော်တို့တတိကံအမှတ်သားပါနေတာဒါမှမဟုတ်လို့ရှိရင်လည်းခရီးပွင့်ကျယ်ပွင့်ပုံစံပါနေပြီးတော့ကျွန်တော်အောင်မြေလမ်းကြောင်းကန်လမ်းကြောင်းနေရဲ့ဘေးမှာအခုကျွန်တော်ပုံမှန်ပြထားသလိုလမ်းကြောင်းအတူလေးတွေဘေးကနေကပ်ပြီးပါနေတာဒါမှမဟုတ်လို့ရှိရင်လည်းဘေးကနေဆက်ပြီးတော့အတူလေးတွေနှစ်ချောင်းအဲ့လို ထပ်ပြီးကပ်ပါနေတဲ့လက္ခဏာအမှတ်သားရှိတဲ့အမျိုးသမီးတွေဟာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီဘဝမှာအလွန်အမတန်မှကံကောင်းတဲ့သူတွေဖြစ်နေ တွေ့မြင်ရမှာဖြစ်ပြီးတော့ဒီလိုလက္ခဏာအမှတ်သားပါတယ်အမျိုးသမီးတွေအားဆိုလို့ရှိရင်အမွေအနှစ်မိဘအမွေအနှစ်ဆွေမျိုးသားချင်းညီကောနာမောင်နှမဦးကြီးဦးလေးတော်ကြီးတော်လေးပါကြီးတွေထမ်းနေပြီးတော့ကျွန်တော်တို့ဒီအမွေအနှစ်တွေကိုများစွာရရှိရတဲ့တန်တရားတွေကိုပိုင်ဆိုင်ထားပြီးတော့အာကျွန်တော်တို့ဒီထီစုကြီးပေါ့နိုင်တဲ့တန်တရားတွေကို ရရှိပိုင်ဆိုင်ထားတဲ့ဖြစ်ပြီးတော့ချမ်းသာကြွယ်ဝစေတဲ့တန်တရားတွေကိုလည်းကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တဲ့အာကျွန်တော်တို့နောက်တစ်ချက်ကတော့ဒီလိုအမှတ်သားပါတဲ့သူတွေအား ဆိုလို့ရှိရင်ဘဝမှာပင်ပင်ပန်းပန်းကြိုးစားရတာအာနေပြီးတော့ပေါ့နော်ပေါ့ပေါ့ပါပါပေါ့နော်ပေါ့ပေါ့ပါပါဆိုတာသူကပေါ့ပေါ့တန်ပေါ့ပေါ့နေတာမျိုးမဟုတ်ခဲနဲ့ပေါ့နော်စီဝါရေးလုပ်ငန်းတွေကိုအာတအားကြီးသူများလို့နေကံပြီးကြိုးစားရတာမျိုးမဟုတ်ဘဲနဲ့ပေါ့ပေါ့ပါပါလုပ်လို့ရှာရှာအေးစစ်စစ်နဲ့ရှာရုံနဲ့စီဝါဖြစ်ချမ်းသာစေတဲ့ကံတရားတွေကိုပိုင်ဆိုင်ထားပြီးတော့စီဝါကြီးလောကမှာဆို၎င်းတခြား အာကြီးပွားရေးပေါ့နော်ဘယ်လိုလုပ်ငန်းမျိုးကိုဝယ်မယ်ဆိုပေါ့အဲ့ဒီလုပ်ငန်းတွေကနေပွားပေါက်တူပြီးတော့ကြီးကြီးမားမားချမ်းသာလာစေတတ်တဲ့ကျွန်တော်တို့ဒီတန်တရားတွေကိုပိုင်ဆိုင်ထားတဲ့သူတွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အခုကျွန်တော်ပုံမှာပြထားတယ်လို့နမူနာပြထားတယ်လို့အမှတ်အသား၄မျိုးပေါ့နော်ကောင်းမြေလမ်းကြောင်းတွေကံလမ်းကြောင်းတွေရဲ့ အာကျွန်တော်တို့ဒီခရယဝင်းပုံစံတတိကံပုံစံအမှတ်သားတွေအားလုံးပါခဲ့ပြီဆိုလို့ရှိရင်ဒီလူဟာပို့ပြီးတော့အကောင်းဆုံးသောလက္ခဏာအမှတ်သားလို့ပြောရမှာပဲဖြစ်ပါတယ်အကယ်၍တစ်ခုသာပါခဲ့တယ်ဆိုလို့ရှိရင်တော့တစ်ခုနဲ့သက်ဆိုင်တဲ့အကျိုးတရားတွေကိုခံစားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေရဲ့လက္ခဏာမှာဘယ်လိုအမှတ်သားတွေပါရှိနေတယ်ဆိုတာကိုကျွန်တော်ရဲ့ DVD ကိုမအောင်မှာဟောရဆွေးနွေးမြင့်မြတ်နိုင်ပြီးတော့မိတ်ဆွေရဲ့ဘဝအကောင်းဆုံးအကြောင်းကျူရှေးလာလာဖြစ် နာနိုင်တဲ့ကိစ္စတွေကိုမိတ်ဆွေအနေနဲ့ဘယ်လိုဆွေးနွေးမေးမြန်းလို့လဲဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0659 2411ကိုလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗီဒီယိုမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်